သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကအဲ့လိုမျိုး online မှာပေါ်ပြတာမျိုးကျွန်တော်တို့ချို့တယ်မကြိုက်ကြရရှိတယ်ဒီလိုရွှေ့လည်းမြားမှန်မြန်တစ်လုံးတည်းဖြစ်တယ်ဆိုတော့ကျွန်တော်လက်ခံလို့ရတယ်အခုကနှလုံးလုံးတပြိုင်တည်းလည်းဖြစ်တာအဲ့တောက်ခေါက်တန်ကြီးလည်းကြားဟာအဲ့နဲ့မဟုတ်တော့ဘူးဆိုတာကျွန်တော်တို့သုံးယောက်ကအဲ့လိုမျိုးခီးတွေတွားနေကြရင်တကယ်ပဲအဲ့လိုထူးခြားစမ်းကြဲတဲ့အဖြစ်အပျက်တွေဂမ်ဘီယာဆန်တဲ့အဖြစ်အပျက်တွေကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေတကယ်ကြုံခဲ့ရတာ ဒီစကားလေးကတော့ဒါစာရေးဆရာမယင်မင်းကမ်ဘလူရဲ့ဒါဝတ္ထုလေးပေါ့နော်အဲ့ဝတ္ထုလေးကျွန်တော်ကြိုက်တန်တယ်အဲ့ဝတ္ထုလေးဝယ်လိုက်တယ်နောက်တစ်ခုကအဲနောက်ကျွန်တော်ကအရင်ကစာရေးဆရာလုပ်ခဲ့ဦးလေဗျကျွန်တော်စာရေးဆရာလုပ်ခဲ့တော့ကျွန်တော်အဲ့တော့ဂမ်ဘီယာမဂဇင်းတို့သူရိဇာတို့ရောင်ပြန်တို့အဲ့လိုမှာဂမ်ဘီယာဝတ္ထုတို့တွေကျွန်တော်ရေးခဲ့ဘူးလေကျွန်တော်နန္နာကျော်ကောင်ဆိုတဲ့နာမည်နဲ့ရေးခဲ့ဘူးလေအဲအဲအဲစာရေးဆရာလုပ်ခဲ့တဲ့အကျိုးကျေးဇူးတွေကကျွန်တော်ဒီအချိန်မှာကျွန်တော်ကျော်စွာဘလော့ဂါဆိုပြီးတော့ကျွန်တော်အဲ့လို blog တွေရိုက်တော့ကျွန်တော်တော်တော်လေးအဆင်ပြေတာကျွန်တော် line နဲ့ပေါ့အဆင်ပြေတာပေါ့နော် တော့ကျွန်တော်ကအဲ့ကျွန်တော်ရေးခဲ့မှုတဲ့ဝတ္ထုလေးတပုတ်နဲ့ပေါ့နော်ဆီယမရင်မင်းကမ့်ဘူးရဲ့ဝတ္ထုလေးနဲ့နှစ်ခုပေါင်းလိုက်တယ်နောက်တစ်ခုကကျွန်တော်တို့၃ယောက်ကလည်းအပြင်မှာပေါ့နော်ကိုဟင်းရဲ့ကိုရဲရင်ရဲလင်းအောင်ရဲ့ကျွန်တော်ရဲ့၃ယောက်ကဟိုတွဲပေါ်တွဲပတ်တွေကျွန်တော်ဘလော့သွားရတယ်ဆိုကျွန်တော်တို့၃ယောက်ပဲသွားကြတာအများအများသောအဖြစ်တကယ်လို့မှကိုရဲလင်းအောင်ကကျွန်တော်တို့ကျွန်တော်ထဲအသိပညာဘုံသူတာတွေအများကြီးကျော်သွားတယ်။ तू ကအဲ့လိုမျိုးတမိုင်းကျောင်းဆိုင်ရာတွေပါလေဆိုလို့ရှိရင်လည်း तू ကအဲ့လိုမျိုး ဟိုတကယ်ပဲလိလာနှံ့ဆက်တယ်ပေါ့အဲ့တော့ကျွန်တော်ကတချို့တမန်ကျောင်းဆိုင်ရာအချက်လက်တွေပါဆိုကျွန်တော်သူ့ကိုရှာခိုင်းရတယ်အဲနောက်တစ်ခါကိုဟင်းကကျတော့ तू ကအပြင်မှာ तू ကဟွာပေါ့နော်ဟိုဒီ MTV တွေပါလဲရိုက်တယ်တချင်းတွေပါလဲဆိုတော့ဇလန်းအတူလေးတွေပါလဲရိုက်တယ်သူ့ page လေးမှာ तू ကိုဟင်းကအဲ့တော့ခါကျတော့ကျွန်တော်တို့၃ယောက်ကအမြဲတမ်း तू ကကင်မရာမန်လုပ်ပြီးတော့ तू ဒါရိုက်တာလုပ်ပြီးကျွန်တော် blog တွေရိုက်ခဲ့တာအဲ့တော့ကျွန်တော်တို့ကျွန်တော် blog တွေအောင်မြင်တာအဲ့နောက်ွယ်ရသူတို့နဲ့ပါတာပေါ့နော်အဓိကအဓိကနောက် ပံ့ပိုးကူညီခဲ့တာပေါ့နော်ကျွန်တော်တို့၃ယောက်ကအဲ့လိုမျိုးခီးတွေတွားနေကြရင်တကယ်ပဲအဲ့လိုထူးခြားစမ်းကြဲတဲ့အဖြစ်အပျက်တွေဂမ်ဘီယာဆန်တဲ့အဖြစ်အပျက်တွေကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေတကယ်ကြုံခဲ့ရတာအဲ့လိုမျိုးတွေကြုံခဲ့ရတာအဲ့လိုမျိုးစက်သိမ်းထားစရာကောင်းတဲ့အဖြစ်အပျက်တွေပါကြုံခဲ့ရတာအကြုံခဲ့ရတာအဲ့လိုမျိုးပေါ့ငါတို့ဇလန်းလေးပါလေအဲ့လိုတကယ်ရိုက်ကြရင်ကောင်းမလားပါလေနောက်တစ်ခုကကျွန်တော်ကလေအဲ့လိုမျိုးအမှုပညာရှင်အနေနဲ့ကျွန်တော်ကတော်တော်ရင်းနှီးကျွမ်းဝင်တာအဘာသဘောတော့မသိဘူးကျွန်တော်လည်းအဲ့လိုကိုကြီးကိုကံပွင့်တို့ကိုကြီး ကိုငွေတို့လိုကနာလိုကိုကြီးကိုပေါ်လို့ဟာစားကျွန်တော်ညီကိုကြီးလိုဖြစ်နေရအဲ့လိုမျိုးတောက်လျှောက်လေအမှုပညာလောကတိုင်းနေလည်းအများကြီးပဲလို့ရင်းနေရအဲ့ဒါနဲ့ဇက်ကားလေးရိုက်မယ်ဆိုကျွန်တော်စဉ်းစားတယ်ကျွန်တော်ဇက်ဖရင်လေးချဇက်အရိုတဲလိုက်တော့ကျွန်တော်တော့ပြီးတော့ကိုကြီးကိုငွေတို့လိုလည်းအကုန်ကူညီမယ်ဆိုဒီဇက်ကားထဲမှာဆိုသူတို့ကကျွန်တော်မေတ္တာနဲ့ကူညီတာအခါချင်းငွေနဲ့မဟုတ်ဘူးအကုန်တော့အဲ့ဒါကြောင့်ကျွန်တော်ရိုက်နေလားကျွန်တော်ရိုက်နေလားဒီဇာကားကိုအဓိက producer တော့ဒီကိုရဲလင်းအောင်ပေါ့အဓိကတော့သူကတော့ producer ပေါ့ကျွန်တော်ကတော့ဒီပညာပိုင်းဆိုင်ရာဒီ script ကကျွန်တော်ရေးတာဇာညွန်းကကျွန်တော်ကိုယ်တိုင်ပဲရေးတာပေါ့ အဲ့လိုမျိုးရေးပြီးတော့ဒါရိုက်ဖြစ်သွားတာပေါ့အဓိကကိုကြီးကိုကံပွင့်တို့ရဲ့အကူအညီတွေလည်းအများကြီးပါတာပေါ့ကျွန်တော်က30ပုံမှာကျင်လဲကျက်စားကြရတာဆိုတော့ဖျားရှင်ဟောတာတဲ့မဲ့ကျွန်တော်က30ပုံမှာကဒါဘုံအသီးသီးရှိကြတာကိုဒါပြိတ်တာဘုံတို့အတူတကယ်ဘုံတို့ဟုတ်လားနောက်တကတရိတ်ဆန်ဘုံတွေကျွန်တော်ကတရိတ်ဆန်ဘုံနာဒါမျက်စိအနေနဲ့မြင်ရတာလေကျွန်တော်တို့ဒီဟိုပြိတ်တာအတူတကယ်ဘုံတွေဆိုတာကျွန်တော်ကမမြင်ဘူးကျွန်တော်တို့ဒီလူလောကထဲမှာပဲကျွန်တော်ရှိနေတာ အဲအဲ့အိမ်မှာကျွန်တော်တို့မမြင်ရတဲ့ဝေမာနိကတွေပါတယ်နောက်ဥစ္စာဆောင်တွေတိုက်တွေပါတယ်ဆိုတော့တကယ်ရှိတာအလိုက်ရတကယ်မှန်တယ်တကယ်ရှိတယ်ကျွန်တော်ဒါအဲ့မမြင်ရလို့ဒါကျွန်တော်ကဒါမရှိဘူးပြောလို့မရဘူးလေအဲ့ဒါမရှိဘူးပြောရင်လည်းဒါဖះကိုကျွန်တော်လွန်ဆန်ရအောင်ဖះလည်းရှိတယ်ဟောထားတာပဲကျွန်တော်တို့ကိုယ်နိုင်ကလည်းအဲ့လိုပဲကြုံတွေ့ခဲ့ရပဲတခါတော့ကဆိုကျွန်တော်တို့၃ယောက်ဖះတဆူမှာအဲ့လိုမျိုးတော်တဲ့ကဖះတဆူရယ်အဲ့အဲ့တော်တဲ့ကဖះတဆူသွားပြီးတော့ကျွန်တော်ဘလော့ရိုက်မယ်ပေါ့နော်ဒါပေမဲ့ဖះဖះနိုင်မယ်တော့ကျွန်တော်မပြောတော့ပါဘူး အဲ့ဖះကရှေးတုန်းကအဲ့လိုမျိုးပေါ့ဟိုဟိုမိဖះကြီးမိဖះကြီးရှင်ရှင်ရှင်စောပုနေပေါ့နော်ဆက်နွယ်တဲ့ဖះပဲအဲ့ဖះကသူကအဲ့လိုမျိုးပေါ့နော်အဲအဲ့ဖះကိုကျွန်တော်တို့ဘလော့သွားရတာနေ့လည်းနှစ်နာရီလိုယူကျွန်တော်တို့အဲ့လိုထူကြဆန်းကြတဲ့အရာကြုံရတာအဲ့မှာကျွန်တော်တို့ကိုဟင်းရယ်ကျွန်တော်ရယ်ကိုဟင်းကိုဟင်းရယ်ကိုရဲလင်းအောင်ရဟိုသူတို့ဖုန်းလေးတွေနဲ့ဘလော့ရိုက်ကြတာနှစ်ယောက်ပြိုင်ပြီးရိုက်ကြတာ ကျွန်တော်တို့ကဘလော့ရိုက်တဲ့နေရာမှာကျွန်တော်ဒီခစ်ခါချင်းနေရဆိုကျွန်တော်နေရာတကာကင်မရာတွေနဲ့တဲမသွားဘူးအခုနောက်ပိုင်းကဒီဖုန်းတွေကလည်းဒီအဓိကကင်မရာလောက်နင်းနီးကောင်းနေကြဆိုကျွန်တော်ဖုန်းနဲ့ရိုက်တာများတယ်တချို့အရာတွေကအဲ့လိုမျိုးအဲ့တော့ကျွန်တော်အဲ့ဖုန်းနဲ့ရိုက်နှစ်ယောက်ရိုက်တော့ဘာလို့ဆိုတော့အဲ့မှတောက်ခုတ်တန်ကြီးအခြေကြီးကြတာကျွန်တော်တို့စိတ်ထဲမှာအဲ့လိုကျွန်တော်စိတ်ထဲမှာမျက်တောင်နီးနဲ့လူတစုံတစ်ယောက်ကမချိမချမ်းနဲ့အဲ့လိုတောက်ခောက်လိုက်တဲ့သဘောမျိုးအဲ့လိုမျိုးကြီးကြတာတောက်ဆိုတဲ့တန်ကြီးအခြေကြီးပဲ အဆာကျွန်တော်တယောက်ထဲကြားရတယ်မင်းနဲ့ဟောကျွန်တော်နားထဲမှာတောက်ခေါက်တန်ကြားရတယ်အာကိုရဲ့မေးကြည့်ရလဲဟာဟုတ်တယ်ကျွန်တော်လည်းကြားရတယ်ကျွန်တော်လည်းကြားရတယ်သုံးအောင်လုံးကြားရတာဟာအဲ့နဲ့ဘာလို့မသိဘူးတော့ထူးတော့ထူးဆန်းတယ်တို့ငါတို့ရိုက်တာမကြိုက်ဘူးများလားမသိဘူးပြောနေလို့ရှိသေးတယ်ကျွန်တော်နှစ်ယောက်ဖုန်းနေအဲ့ကိုရဲ့ဖုန်းရောကိုဟင်းဖုန်းရောဒီရိုက်နေတဲ့ဗီဒီယိုရိုက်နေလုံးတန်းတိုင်းရောဖုန်းကလုံးဝဟန်းသွားတာပူချစ်တောက်ပြီးဖုန်းကြီးရလေပူချစ်တောက်အဲ့ဖုန်းနေဆိုရင်ပဲ storage တွေလည်းအများကြီးဆန်တယ်ကျွန်တော်ဖုန်းနေကျွန်တော်ဆို Vivo 200ပြဟိုလုံးဝဟို စတိုရက်ကလည်းအပြည့်ကြီးပဲလေအာ512 git ပါတယ်ဗျာအများကြီးပဲ git တွေလည်းအများကြီးဆက်နောက်ဖုန်းကြီးက၎င်းနေနေပူသွားတာအဲ့ဗီဒီယိုရိုက်နေရုပ်ကတ်ကြီးကိုရှေ့ရိုက်နေတဲ့ဥစ္စာကြီးကဒီလိုရွှေ့လည်းမရမှန်ပြန်တစ်လုံးတည်းဖြစ်တယ်ဆိုတော့ကျွန်တော်လက်ခံလို့ရတယ်အခုကနှလုံးလုံးတပြိုင်တည်းဖြစ်တာအဲ့တောက်ခေါတန်ကြီးလည်းကြားတယ်ဟာအာနဲ့မဟုတ်တော့ဘူးဆိုတာနဲ့အာနဲ့ကဲအဲ့ဆိုငါတို့ဆက်မရိုက်ကြနဲ့တော့ပြီးတော့နောက်ထူးဆန်းတာ iPhone ကိုပြန်ပြီးတော့ restrict ပြန်ချတာဖုန်းကိုပြန်ပြီးတော့ပြန်ပြီးချတော့ကျွန်တော်တို့ရိုက်ထားတယ်ခုနကဗီဒီယိုမရှိတော့ဘူးရှေ့မှာနှစ်ကတ်သုံးကတ်လောက်ရှိတယ်ရိုက်ထားတာအဲ့ဒါကြီးမရှိတော့ဘူး ဲ့ဖျားကိုတက်လာကြတဲ့အဲ့ရုပ်ကတ်တွေမရှိတော့အဲ့အဲ့အမျိုးကျွန်တော်ကြုံခဲ့ရတာအဒါဟိုမယုံလို့မရဘူးလေတချို့နေရာကြီးကြတော့ဗျာတချို့နေရာဟိုသူတို့ရဲ့သူတို့နေတာပေါ့သူတို့ ਨੇ ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကလိုမျိုး online မှာပေါ်ပြတာမျိုးကျွန်တော်တချို့နေရာမကြိုက်ကြတာရှိတယ်ဒါပေမဲ့ကျွန်တော်ကလည်းလိုမျိုးဟိုခရီးတစ်ခုထွက်တယ် vlog တစ်ခုသွားရမယ်ဆိုလို့ရှိရင်ဆိုင်ရာပိုင်ရာပုံကူတွေကိုကျွန်တော်မြစ်တာပို့အမြတမ်းပေးဝေတာတွေသူတို့ခွင့်ပန်တာကျွန်တော်လုတ်လေလုတ်တာရှိပါတယ်အအများကြီးရှိတယ်ဒါပေမဲ့အဲ့ဖျားမှာလည်းကျွန်တော်လုတ်တော့လုတ်ခဲ့တာဒါပေမဲ့သူတို့ကခွင့်မပြုဘူးဗျာ ဲ့လိုခွင့်မပြုလို့ကျွန်တော်မရိုက်ခဲ့ရတယ်အဖြစ်ပြက်မျိုးတွေအဲ့အမျိုးအများကြီးပဲကြုံခဲ့ဘူးလေအခုဇလန်ထဲမှာဆိုလဲပြအဓိကကတော့အဲ့လိုမျိုးတွေပေါ့တကယ်အဖြစ်ပြက်တွေလည်းပါတယ်အဲ့ထဲမှာကျွန်တော်တို့တုံးရောက်တကယ်ကြုံတွေ့ခဲ့ရတယ်အမှကိုကြီးကိုပုံနဲ့ကျွန်တော်နဲ့ပါမဲ့အခန်းတွေပေါ့ကျွန်တော်တို့နဲ့စုံမဲ့အခန်းတွေပါရေဆိုလဲအဲ့လိုပဲတကယ်ဟိုအဖြစ်ပြက်တွေကိုအခြေခံလာတာတကယ်ဂမ်မီယာဆန်တဲ့အဖြစ်ပြက်တွေကိုအခြေခံလာအဲ့ဒါကြီးပါမှာပါ